အရက်ကိုအဖော်လောက်ခါစာရေးဆရာတရင်စာဆရာတူဖြစ်ပါလျက်အရက်ကလေးပီယာကလေးစသည်တို့မတောက်တက်မစားတတ်ဒီမှာအလွန်မျက်နှာငယ်လာသည်မောင်ရင်သာဒီလိုတည်သွားရင်တိတ်ပြီးတော့နှမျောစရာကောင်းတာပဲလူဘဝမှာအကောင်းဆုံးအရသာတစ်ခုဖြစ်တဲ့အရက်ကို မတောက်လိုက်ရပဲတည်သွားတယ်မသားလေးဖြစ်မှာပဲတို့ကဲ့သို့စာရေးဆရာကြီးတစ်ပါးကတင်မောင်အားများစွာတနာလီဟန်နဲ့ဆိုကြသည်ဆရာမိုးဝေတို့ဆရာမင်းရှင်နောင်တို့ဘိုးရွှေမောင်တို့ ်အသေးစောကြသည့်အကြောင်းများစွာတို့၌အရက်သည့်အကြောင်းတရက်ဖြစ်ခဲ့တော်လဲစာပေလောက သတင်းစာလောက၌အရက်သည်မင်းမူစေရှိသေးသည်သတင်းစာဆရာတို့သည် မိတ်ပေါ်သည်ဖြင့်အရက်ဒါယကများပေါ်များသောကြောင့်အရက်ဤကြေးကြုံပို၍ပေါ်များသည်အချို့ကအရက်ပြတ်သွားကြပြီအချို့ကအရက်ဖြတ်ရန်ကြိုးစားနေကြသည် အချို့ကအရက်ကိုကြေးကြုံအဖြစ်စေစားကအနိုင်ရနေကြပြီသူတို့ကအရက်ကိုစေဝါအဖြစ်မှီဝဲနေကြပြီဤတို့ဖြင့် ။ဇာပေလောက၌အယတမအစာစာရှိကြသည်။ဇာပေလောကတွင်အယမတောက်သူဟု၍လက်ချိုးပြီးရေတွက်၍ပဲရနိုင်သည်။အယမတောက်သူစည်းင်းတွင် တင်းပေါင်းမှထိတ်ဆုံးကပါခဲ့သဖြင့်အယက်ဆရာတို့ကမကြခဏယီတိတိယီတက်တဲ့ကြည့်ဒီကိုခံရသည်။တင်းပေါင်းကဆရာခေါ်ရသူမှန်သမျှလိုလိုပင်အယက်ဤရတကို၃ဆွဲမှီဝဲသုံးဆောင်ကြသည်သာများသည်ဖြင့်ဇာသမားများ၏နောက်မှလိုက်ပါပြီးအယက်ဝိုင်းတို့၌အမီးများကိုစားသုံး၍ ဆရာတို့အမှုလုံရင်ပွဲကိုထိန်းခြင်းတရားများကိုအိမ်ရောက်လိုက်ပို့ခြင်းသသဖြင့်ရတမားတို့၏ဝိကြီးဝင့်ငယ်ကိုပြုစုရမည်ဖြစ်သည်ထို့ကြောင့်ဇာပေလောက၌အယက်ဆရာတို့အားဝေယဝိဆပြုစုရန်တင်မောင်းကဲ့သို့အယက်မတောက်သူများလည်းရှိတင်ပါလေသည်သူစဉ်ပါလျက်အယက်မတောက်ရပါမည်လို့ဟုပြစ်တင်ရှုတ်ချသူများ မကြကနာ ပေါ်ပေါက်လာသောအခါတွင်ကျုံလဲတောက်ခဲ့ဘူးပါရဲ့ဗျာဟုပြန်လှန်၍ပြောလိုစိတ်ပေါ်ပေါက်လာသည် အမှန်ပင်ဖြစ်ပါသည်တင်မောင်သည်အရက်တောက်ခဲ့မှုသည်အရက်ကိုအဖော်လောက်ခါပျော်တော့မယ်ဟုသောတေးသချင်းကိုနှစ်နှစ်ကာကာဆိုခဲ့မှုသည်အရက်သမားဘဝဖြင့်အရက်ဤရတကိုခံစားရန်ကြိုးစားခဲ့မှုသည်အရက်သမားဖြစ်ရန်ကြိုးစားပါလျက်အရက်သမားမဖြစ်သည်မှအကြောင်းရှိသည်လောက၌မြည်သည့်ကိစ္စမြည်သည့်ပညာ၌မဆိုလက်ဥဆရာသည်သာအရေးကြီးဆုံးဖြစ်သည်တင်မောင်နှင့်တကွလူသားမှန်သမျှတို့၏လက်ဥဆရာတို့မှမိဘများဖြစ်ကြသည်သူတို့၏တွင်တင်မှုနှင့် လူ့ဘဝတစ်လျှောက်ကိုခြိတက်လာခဲ့ကြရသည်သို့တော့တင်မောင်၏အရက်ကိစ္စမှာမိဘနှစ်ပါးနှင့်မဆိုင်ပါအရက်သမားတိုင်းလိုလိုပင် အရက်နှင့်ပတ်သက်၍ဆရာရှိမြဲဖြစ်သည်တငယ်ချင်းဖြစ်ချင်းဖြစ်မီကို့ထက်ငယ်ရင်ငယ်မီအရက်တောင်နီးကိုတင်ပေးသူ နီးပြသူဆရာရှိမှသာအရက်လောကသို့ဝင်ရောက်ကူးခံနိုင်သည်တင်မောင်ထင်သည် အရက်နှင့်ပတ်သက်၍အရက်သမား၏ရေချိန်မှာမူလအစတင်ပြပေးသောလက်ဦးဆရာပေါ်၌တည်သည်လက်ဦးဆရာ၏တင်ပြမှု လေးကျင့်မှုအရာ အယေသမားသည်ယမ်းသည် ကြည်သည် နိုင်သည်ရှုံးသည်ကို ဖြစ်ကြရသည်ဟုထင်သည်အယက်ကိုအဖော်လို့ရန်အားထုတ်ပါလျက်တင်မောင်အယက်မတောက်ဖြစ်ရသည်မှာသူအားလေ့ကျင့်ပြီးသောဆရာကြောင့်ဖြစ်သည်တင်မောင်၏ဆရာမှာနာမည်ကျော်ပကြီးအောင်ဆိုကျွန်တော်အယက်တောက်မှဖြစ်မယ်အယက်တောက်ခြင်းနဲ့လွန်ခဲ့သောနှစ်ပေါင်း20ခန်းကဖြစ်သည်လူသားမှန်သမျှအရွယ်ရောက်လာသည့်နေ့တပိုင်းနဲ့ဘူးဆက်ဆွဲကက်လေးရှိသောကဘာနာဖြစ်သည့်ဝေဒနာသည်တင်မောင်အားကဲ့ညိလေတော်သည် စိတ်ညစ်လို့အရက်ကိုတောက်တယ်အရက်တောက်တော့တိတ်စိတ်ညစ်တယ်ဆရာဒုက္ခဤဒီဆောင်ဟေမန်ဇက်ကမထွက်သေးတဲ့ဖြင့်ဤရက်တစ်ချက်မပေါ်သေးတော့လေတင်မောက်အဖို့သူ ပထမဆုံးကြုံတွေ့ရသော ကုရနတ်တိဈေးမရှိယောဂါကိုအရက်နှင့်ကုသရန်အားထုတ်တော်သည်အရက်နှင့်ဆက်လင်း၍တင်မောင်းသည်ငယ်ပြုံမဟုတ်ပါသူဤတတတ်၌စောစောပိုင်းကအရက်နှစ်ခွက်တိတိတောက်ခဲ့ဘူးသူဖြစ်သည်ပထမဆုံးတောက်သောအရက်ခွက်ကို1948ခုဇူလိုင်လ19ရက်နေ့ကမော့ခဲ့သည် ထိုနေ့ကစာဖတ်သူတို့သိကြသည့်အတိုင်းဝေကျော့အောင်ဆန်းနှင့်ဝင်းကြီးများလှုပ်ကြံခံရသောနေ့ဖြစ်သည်တဲ့ရင်တော့တယောက်ဖြစ်သောတင်မောင်သည်ဘွေကျုံနှင့်တကွာလှုပ်ကြံခံရသူတို့၏အလောင်းများတဲယူစဉ်မှခွဲစိတ်သည့်အထိဈေးယုံ၌ရှိနေကြရသည်ရာဇဝင်တွင်သည့်လူသားပွဲကြီးကိုသွေးလူးလူးနှင့်မြင်တွေ့ခဲ့ကတည်င်း UOP ညနေပိုင်းတွင်စပီးစုံလေးဖြင့်အိမ်သို့ပြန်ခဲ့သည်ထိုနေ့ကမိုးဆွေလာသည့်ဖြင့်တကူလုံးကြွက်ဆုပ်သောဘွယ်ဖြစ်နေရသည့်အထိသွေးလက်နေသောကြောင့်မျက်နှာမှာ သွေးမရှိဘဲဖြစ်နေသည်တင်မောင်းအဖြစ်ကိုမြင်ရသောဦးလေးကဝီစကီတစ်ခွက်ကိုရေမရောဘဲတိုက်လိုက်သည်မော့ချလိုက်ပြီးမှနေသာထိုင်သာရှိသွားသည်ဒုတိယအရက်ခွက်ကို1950ခုဩဂုတ်လ14ရက်နေ့ကတောက်ခဲ့သည်ထိုနေ့ကတိုက်ပွဲကြဆုံသောသဘုံကောင်းဆောင်စောပါဦးကြီးပုတ်ပွနေသော ရုပ်ကလက်ကိုဓာတ်ပုံရိုက်ရာမှရင်ခွဲစင်ပေါ်၌ချော်လဲသည်စောပါဦးကြီးအပေါ်မှောင်လျက်လဲပြီးဖက်နှမ်းမိရာမှသွေးလန့်သွားခဲ့သည်ကို မမခေဥုံးခင်ကမြင်းသဖြင့်ထိုးစဉ်ကလိုက်ပြသူစစ်ဗိုလ်များထဲမှအရက်တစ်ခွက်တောင်း၍တိုက်သည်ခါကနေမော့လိုက်ကပူကနေမြူလိုက်မှနေသာထိုင်သာရှိသွားလေတော့သည်ထိုးရက်နှစ်ခွက်ကိုသွေးလန့်သဖြင့်တောက်ခဲ့ရသည်ယခုကိစ္စမှာနှလုံးသားကိစ္စဖြစ်သည်အသေးမှဒဏ်ရာကိုအရက်နှင့်ကုစားမှဖြစ်မည်ကျွန်တော်ကိုအရက်လိုက်တယ်ပါဗျာဆရာအောင်စိုးပကြီးကျော်အားတင်မောင်းကဆရာတင်သည်ဆရာအောင်စိုးသည်ထိုးစဉ်ကပင် အယက်မှုပညာ၌တဖက်ကန်းခတ်တက်မြောက်ပြီးသူဖြစ်သည်ကိုအောင်စိုးကပါရမီဖြစ်မည်ဟုဆိုသည်ပကြီးအောင်စိုးနှင့်တင်ပေါင်းတို့သည်တိုနေညာကဖရေဇာနှင့်36လမ်းတောင်ရှိအယက်ဆိုင်ကြီးပေါ်သို့တက်ခဲ့ကြသည်ဝီစကီတစ်လုံးဝက်ဥကြော်နှစ်ပွဲအာလူးကြော်တစ်ပွဲမြေပဲစားလော်တစ်ပွဲတင်ပေါင်း၌ပါသောငွေတရားကိုသူ၏ထံသို့အပ်လိုက်ပြီးပွဲသားရှင်လောင်းပွဲစားပဲကြည့်စင်မာတော့ဟူ၍ပြောသည်ဖြင့်ကိုအောင်စိုးကစီစီစင်စင်နှင့်မှားကြလိုက်သည် ရက်နဲ့စားစရာရောက်တဲ့နေ့ကိုအောင်စိုးကပလင်းကိုအမြန်ဖောက်ပြီးရေမရောပဲနှစ်ခွက်ဆင့်တောက်လိုက်သည်ပြီးမှအမိကိုစားသည်ခက်သည်တင်မောင်သည်ရခင်ကရက်နှစ်ခွက်တောက်စဉ်ကအရသာကိုမတွေ့လိုက်ပဲပူသည်ခါသည်ဟုသာတိခဲ့သည်သူ့အဖို့စေကားကြီးကိုတောက်ရတဲ့ကဲ့သို့ရှိလေသောကြောင့်သူ့ရှေ့တွင်မြင်နေရသောအရက်ပလင်းကိုကြောက်ရွံ့နေသည်ကိုအောင်စိုးကဒါကခမားဖို့ဟုပြောကပလင်းစိုးကိုဖွင့်လိုက်ပြီးဖန်ကွက်ထဲလက်လေးလုံးကငှဲ့ပေးလျက်ကဲစော်ပေတော့ဟုဆိုသည် ်တင်းမောင်ကမစော်လိုက်ရသေးခင် သူကပလင်းမှနောက်တစ်ခွက်ဆင့်၍စော်ပြန်သည်တောက်လေဗျာအရက်လေးခွက်ဝင်ပြီးတော့ကိုအောင်စိုးကဖန်ခွက်ကိုကိုင်းကားငေးနေတော့တင်းမောင်ကိုစိုးလိုက်သည်ဟုတ်သည်တောက်မှဖြစ်ပြီဇွက်ကနေတော့ဝေဒနာဤကုရဆေးမှဤရက်တာဖြစ်သည်သို့တော့ဆေးကအဝင်စိုးလာသည်နန်းလဲနန်းလေးသည်ခက်ပြီးငါအဖို့ဒီရက်ကိုဘလို့မျိုးရပါဆရာအောင်စိုးကနောက်ထပ်နှစ်ခွက်ဆင့်ချလိုက်ပြန်ပြီတင်မောင်ကိုငောက်လိုက်သည် တင်းမောင်ကနိုင်နေစေတောက်လေကွာသူ့ရဲ့အတန်ဒီပို၍မာလာသည်စကလုံးကလည်းပြင်းလာသည်တင်းမောင်သည်မျက်စိစုံမိတ်ကမော့ချလိုက်ရတော့သည်ခါသည်ပူသည်ထိုရတနှမျိုးသာတည်လိုက်သည်နောက်တစ်ခွက်ကိုအောင်စိုးကချက်ချင်းငှဲ့ပေးလိုက်သည်တစ်စက္ကန့်မဆိုင်မော့ချလိုက်ပြန်ပြီနှိပ်ပြီနှိပ်ပြီဆရာအောင်စိုးကနောက်တစ်ခွက်ငှဲ့ပေးပြန်သည်တင်းမောင်ကတာဝန်ကြီးစွာမော့ချလိုက်သည်ဟုတ်ပြီကွာဟုတ်ပြီ နောက်တစ်ခွက်နောက်ပြီးတစ်ခွက်နောက်ထပ်တစ်ခွက်နောက်တစ်ခွက်နဲ့နောက်ဆုံးတစ်ခွက်တစ်ခွက်တို့ဤခွက်ရည်ကိုသတိမရတော့ပါဆရာဖြစ်သူကိုအောင်စိုးလိုပင်အရက်ကနိုင်နေသည် သူကအရက်ကိုရင်မရောစော်တာမရောယုံမက အမီးပင်မစားတော့ပါတပည့်ဖြစ်တော့တင်မောင်အားလဲရင်မပါစော်တာမဆက်အမီးမဝါစီပဲခွက်စင်တိုက်သည်တချို့တလေ၌ရှောရှောချူချူမမော့နိုင်ပဲချောင်းဆိုးသည်ဖြင့်ပြန်ထွေးလျင် သူကစူသည်သည် ဇာကောင်းတို့ပဲပီတာစွာသူတိုက်တမျကိုတခွက်ပြီးတခွက်မော့ကြရင်ဇပွဲပေါ်၌ဇက်ကျိုးကြကသတိလစ်သွားတော်သည်ကိုအောင်စိုးဆက်ပြီးတောက်နေသည်ကို၎င်းတင်မောင်မီမြတောင်းမိသည်ကို၎င်းသတိမရတော့ပဲမေမျောတော့ရာတင်မောင်သတိပြန်လည်လာသောအခါတွင်တင်မောင်မှာကိုအောင်စိုးပခုံးပေါ်သို့ရောက်နေတော်သည်ကိုသိလိုက်သည်ဒိုစင်းကတင်မောင်သည်ပိန်လှီလှသည်ကိုအောင်စိုးကဗလာကောင်းကောင်းထောင်းတောင်းမောင်းမောင်းနှင့်မူတင်မောင်အားအယုတ်ကလေးတစ်ပွဲတည်ယူနိုင်သည် သို့တော်သူကိုယ်တိုင်ကလည်းရေချင်းလွန်နေဟန်သူသည်ပိုရိုင်းဒီထိုးနှင့်အတော်ကြိုးစား၍ထမ်းနေရကြသည်ဒိုစင်ကတင်မောင်းသည်ဘာလန့်ရှိတဲခိုကန်တခု၌ဥထင်ကြီးနှင့်အတူနေထိုင်သည်36လမ်းထိပ်ရက်ဆိုင်မှဘာလန့်ရှိအိတ်ခန့်အထိတင်မောင်းအားတည်ပို့ရသည်မှာတနအီကန်ကြာသည်ဟုထင်သည်ဒိုစင်ကဖရေဇာလန့်ညာစည်းတန်းမှစီကားလာသည်စီကားသောလူအုပ်တွင်၌အမှုသမားနှစ်ယောက်တအူးကတအူးကိုထမ်း၍တည်ရသည်မှာခရီးမတွင်ကျင်၌ တင်မောင်းဖို့အရက်အတော်များများတောက်ထားသဖြင့်မူးနေသည်တကူလုံးရိုက်ထားတဲ့ကဲ့သို့နာကျင်ထုံထား၍နေသည်အုံနောက်ကရည်ဝင်နေသည်သို့တော်မျက်စိကမြင်ရသည် နားကကြားရသည်တတိယနေသည်အသိရှိနေသည်မြင်ရကြားရသည်များကိုသိနေသည်ဘာလန့်ရောက်လို့လူတနေရ၌ကိုအောင်စိုးကတယုံမာကြီးတယောက်ကိုပြစ်တိုက်လိုက်သည်သူ၏ပကုံးနှင့်တိုက်သည်မဟုတ်သူထမ်းဖို့လာသောတင်မောင်း၏ကိုခန္ဓာနှင့်တိုက်လိုက်ရာတင်မောင်းဦးကောင်းနှင့်တယုံမာကြီးတင်မားကိုတိုက်မိသည် တရုတ်မာကြီးကကက်ကက်လန်အောင်ရမ်းတွေ့သည်တတော်စွာသောတရုတ်မာကြီးပါပြီခြေထောက်မှာခုံပနက်ကို ချွတ်၍ရိုက်ရံပင်ရွယ်သေးသည်တကယ်မရိုက်ဝင်ရလောတင်မောင်းကိုရိုက်ရမည်သို့မဟုတ်ကိုအောင်စိုးကိုရိုက်ရမည်မဝေခွဲတိုက်ရလောမသိအတန်ကြာမျှစူပူပြီးမှဖနက်ကိုပြန်၍စီသည်ကိုအောင်စိုးကတရုတ်မာကြီးအားတောင်းပန်ခြင်းမပြုယုံမှမကမပီမသားနှင့်ပြန်လည်ရစ်ပင်ဂျိမ်းမောင်းလိုက်လေသည်တင်မောင်းမှမူအသိရှိနေသည်ဖြင့် မြည်သည့်ကြားသည့်နေတော်လဲမြည်တို့မှမတက်နိုင်လက်လုံရမစိုးထားနဲ့နှုတ်မှပင်ပြီးပြီးတတ်တာတကုံးတပါရမှမပြောနိုင်တကူလုံးလေးဖြတ်သူကဲ့သို့မလုံမရှားနိုင်ဖြစ်ကာနေသည်တို့ပါတော်လဲမျက်စိကမြင်သည်များကိုသိကနားမှကြားသည်များကိုလည်းသိပြီးများစွာစိတ်ညစ်သွားတော်သည်တေဟုမကြီးနှင့်ကိုအောင်စိုးတို့သည်အတန်ကြာအချီအချပြောကြသည်ဘွေချင်းကြိုက်သည်ကိုပင်ဝါရွေကြည့်လေရှိသည်ရန်ကုန်ပြည်သက်က ဤပွဲမျိုးကိုပွဲကြီးပွဲကောင်းအဖြစ်အားပေးကြည့်မိကြသည်တချို့ဩဘာပေးကြသည်ကိုအောင်စိုးနှင့်တင်မောက်ဘက်မှဝင်ပြောသူလည်းရှိသည်တရုတ်မကြီးဘက်မှဝင်ပြောသူလည်းမရှာကြည်ယုံသာကြည်ကြသည့်ပွဲကြီးပရိသတ်ကလည်းမနေတင်မောက်မှာမျက်စိကလေးကိုဖြွင့်ကြည့်ပိတ်ကြည့်တာပြုနိုင်သည်စိတ်ထဲ၌ချက်လိုက်ဒီမှာကအတိုင်းမသိအတန်ကြာမှကိုအောင်စိုးကကျစ်သူစိုက်၍ကြည်တက်လေတော့သည်ကြည်တက်ရာတွင်ကျူလျာကလားဆိုင်မှဆွဲထားသောဒိုလီမိုလီပစ္စည်းများကိုဝင်၍တိုက်သည် ကလားဒီတရုတ်မကြီးကဲ့သို့မစွာပါအကိုကြီးတို့ကောင်းကောင်းသွားပါခမရဟုပင်တွားကိုဖြည့်၍ပြောရှာသည်သည်ထိုထက်ဆိုသည်မှာကလားဆိုင်ပေးမှမမတို့ဆိုင်ဖြစ်သည်မမတို့ဆိုင်မှာဘားလန်ထိတ်တွင်ရှိသည်စုံစီနှပါဒုစပြင်းသောရောင်းသောဆိုင်ဖြစ်သည်တင်မောင်းအဖို့တွတ်တွတ်တိတိလိုသောပစ္စည်းလေးများကိုအမြဲဝယ်ယူနေသည့်ဖောက်တဲ့ဆိုင်ဖြစ်သည်ဆိုင်ရောင်းသူကမမနှင့်ညီမမမသည်အသက်အတော်ရင်ပြီးဖြက်ဖြက်လက်လက်အာကျဲရှာကျဲနှင့်အပြိုကြီးနှင့်တူသည် မြမကငယ်သည်ချောသည်လှသည်အာသွက်ရှားသွက်ရှိသည် ထိုကိကဘာလန်ထိတ်မှမမနှင့်မြမတို့၏ဆိုင်နှင့်မောင်တော်လေးလန်းထိတ်မှမဏိမေကလာတီဆိုင်သည်ရန်ကုန်မြို့၌နာမည်အကြီးဆုံးဖြစ်သည်မဏိမေကလာဆိုင်မှထီစီရမသည်အတော်ချောသည်ရန်ကုန်တမျိုးလုံးနာမည်ကျော်အောင်ချောသည်တင်မောင်၏မျက်စိ၌မူမဏိမေကလာချောပုံမှာတရုတ်သွေးဆက်သဖြင့်တရုတ်ချောချောသည်ဟုထင်သည်ဘာလန်ထိတ်မှမြမ၏ချောပုံမှာမြမဆန်းဆန်းမြမချောချောသဖြင့် မြန်မာမျက်စိနိုင်ပို၍အဆင်ပြေသည်ဟုချင်းမြင်ယူဆသည်ထို့ကြောင့်ပင်တင်မောင်းသည်ဘာလန်းတို့ပြောင်းရွှေ့မလာမီလာတန်လန်း၌နေစဉ်ကပင်ဝဲတရားချမ်းတရားရှိကဘာလန်းအရောက်လာပြီးဝဲလေရှိသည်မြမနှင့်လည်းနှစ်ကြိမ်သုံးကြိမ်စကားလက်ဆောင်ကြဘူးပြီးမမနှင့်မူအသေးအဖွဲကိစ္စလေးများကိုပါလှုပ်ပေးပါဟုစေခိုင်းသည်ကိုလောက်ကင်ပေးရသည့်အထိရင်းနှီးပြီးဖြစ်သည်ဒီကောက်အတွက်စူစေးဒပလင်းရောက်ပါဗျာဝင်းနှုတ်စေးလေး ကိုအောင်စိုးဒီလည်းမမတို့ဆိုင်မှာဖောက်တဲ့တူဖြစ်သည်စိုက်ဆိုင်မြိုင်မြိုင်မမတို့ဆိုင်မှာမှဝင်ရွက်ဝဲသည်နှုတ်ကျန်းအာကျန်းနှင့်တွက်လက်တော်မမကဘလို့ဖြစ်လာကြတာလဲဟဲ့ဟုပြောဆိုကကိုအောင်စိုးပခုံးပေါ်၌ခေါင်းငိုက်ဆိုင်ပါလာသောတင်မောင်ဤဥကောင်းမှဘိုကေဘဲမိကိုဆွဲ၍ထူပြီးကြည်သည်ညမခမယာမပြုံးရရဲ့ပြုံးရရဲ့တင်မောင်ဘူစောစောကတက်ပို့၍ရက်သွားတော်သည် အကယ်၍သာတူချင်းကတင်မောင်အားမြေမျိုးမီဆိုပါကဝမ်းမြောက်ဝမ်းသာမြေမျိုးခံမိမိဖြစ်သည် ကိုအောင်စိုးကအတန်ကြာဈေးမီလိုက်ဒေးစစ်လိုက်ပြူပြီးမှစူးစေးတပလင်းဝယ်သည်ဒင်ပေါင်မှာမလုံမရှက်နိုင်သောအဆက်၃ကြီးအဖြစ်ငြိမ်နေရရှာသည်ပြီးမှသူကဒင်ပေါင်နေထိုင်ရာငါးတက်တိုက်ကိုထမ်းပိုး၍တက်ပြီးဦးထင်ကြီးလက်သို့အပ်သည်ဒင်ပေါင်အဖို့ထိုနေ့မှစကမမနှင့်ညီမတို့၏ဆိုင်သို့မတော်ခဲ့သည်မှာယနေ့တိုင်ပင်ထို့ပြင်အရက်ခွက်ကိုလည်းမတုတ်တီတော်ပြီအရက်နှင့်အရက်မူးရမြေကို ရာသက်ပိုင်အကြောင်းကြီးကြောက်သွားတော်သည် အယက်တောက်တင်သူတို့အဖို့လက်ဥစရာသည့်အရေးကြီးသည်လက်ဥစရာ၏တင်ပြမှုဖြင့်အယက်သမားအစင်အတန်းအမျိုးမျိုးသို့ရောက်ရှိကြသည်တင်မောင်းအဖို့မူအယက်တင်လက်ဥစရာကိုအောင်စိုး၏ကျေးဇူးသည်ကြီးမားလှပါပြီးတော်သည်